Hey, hi. How are you? စတက်ကုန်ထုတ်လုပ်တဲ့အခါထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုခုမှာအစားအစာတွေကို မတော်တဆများတန်တယ်ပစ္စည်းဆက်အပိုင်းစစတာတွေပါလာခဲ့ရင်ဘယ်လိုခွဲထုတ်ကြသလဲ?အဖြေကတော့ magnetic conveyor belt ပဲဖြစ်ပါတယ်။အရင်ဆုံး magnetic conveyor belt အသေးလေးလုပ်ကြည့်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကြည့်လိုက်ရအောင်။ cylindrical tube နှစ်ချောင်းတန်လိုက်တုံးလေးခုစက်ကူတစ်ရွက် PVC ပြားအကြီးတစ်ချက် ကော်ချောင်းတစ်ချောင်း၊ဂလူကန်၊တန်ချောင်းရှည်နှစ်ချောင်းအစားအစာချို့နဲ့ paper clips အနည်းငယ်တို့ပဲဖြစ်ပါတယ်။ cylindrical tube နှစ်ခုထဲမှာတန်လိုက်တုံးလေးတုံးကတ်ထားတဲ့ tube ဖြစ်တစ်ဖက်စီမှာအပေါက်ငယ်ပါစဝိုင်းပုံဖြတ်ထားတဲ့ plastic ပြားငယ်တစ်ခုစီကိုကတ်လိုက်ပြီးအပေါက်ငယ်တဲကိုလက်ကင်ပုံစံကောက်ထားတဲ့တန်ချောင်းကိုထည့်လိုက်ပါတယ်။အခုမြင်ရတဲ့အတိုင်းထောက်တိုင်လေးရအောင် PPC ပြ၊ကော်ချောင်း၊ဂလူကန်တို့ကိုသုံးပြီးတက်ဆင်လိုက်ပါရစေ။ ချုပ်တစ်ခုစီကိုထောက်တိုင်ရဲ့တစ်ဖက်စီမှာတက်ဆင်လိုက်ပြီးနှလုံးမခန့်အကျယ်ခက်ရှိရှိဖြတ်ထားတဲ့စကူကိုချုပ်နှစ်ခုပေါ်မှာလဲပက်လို့ရအောင်သွေတန်းလိုက်ပါတယ်။အလုံးပြီးသွားတဲ့အခါ plastic ခွက်ငယ်နှစ်ခုကိုတန်လိုက်ပါတဲ့ချုပ်ရဲ့အောက်ခြေမှာထားလိုက်ပြီး conveyor belt လေးရဲ့အပေါ်မှာ paper clips အနည်းငယ်နဲ့အစားအစာချို့ကိုတင်ပြီးလက်ကင်လေးကိုလှည့်လိုက်ပါတယ်။အစားစာချို့ဟာအရင်ကြလာပြီးအပြင်းဆုံးခွက်ထဲမှာကျန်ခဲ့ပါဗျ။ ်ဖိဖာကလစ်လေးတွေကတော့တန်လိုက်ပါတဲ့ချုပ်နဲ့အတူကပ်ပါသွားပြီးထိုချုပ်နဲ့လွတ်သွားတဲ့အခါအတွင်းဘက်ခွက်ထဲကိုကျလာတာကိုတွေ့ရပါတယ်။ဒီနည်းကိုစားတောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းအများစုမှာအသုံးပြုကြပါတယ်။ See you again.